သူတပန်းသွေးဒီမိခနေတဲ့အချိန်မှာကိုပြောမယ်ဆိုရင်တော့တိုးတိုးလေးပဲပြောသင့်ပါတယ်လူသားဆန်သောအနေအဖြစ်သူတပန်းသွေးတွေမြေခနေတဲ့အချိန်မှာကိုပြောမယ်ဆိုရင်တော့တိုးတိုးလေးပဲပြောသင့်ပါတယ်လူသားဆန်သောအနေအဖြစ် လောကမှာအတုပ်အလှဲ့ဆိုတာအမြဲတမ်းရှိပါတယ်။နောက်ကလေးတွေကအသက်ရှင်စဉ်ကပျော့စိတ်လေးတွေကိုဖမ်းပြီးစားသုံးကြတယ်။ဒုဗိမံငါကလေးတွေသေဆုံးသွားတဲ့အခါကျရင်ပျော့စိတ်တွေကတဖန်ပြန်လဲ၍စားတော့ပါလေ။ထို့သူပဲကိုကယာရုအာနာပါဝါရှိလို့ကိုထက်ငယ်တဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်ရင်ကိုထက်ယာရုအာနာပါဝါကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါကျရင် ဟိုကတဖန်ပြန်လည်ပြီးတော့အနိုင်ကျင့်ခံရတယ်ဆိုတာမမေ့ပါနဲ့ဂိင်္ဂမေကြီးကုမုဒ္ဒရာကြာရင်နဲ့ပုံမှန်နေတဲ့ချင်းဟုတ်အောင်ငှက်ဒီဖွေးဖွေးဖြူနေတဲ့ချင်းနေမင်းကြီးကအနောက်ရက်ကခတ်တဲ့ချိန်ကြမှာခမရတို့တွေတောင်ဝေကရကြမှာလားဝမ်းနေစရာပြည့်နှံ့နေတဲ့ဒီနိုင်ငံလေးမှာ လက်တွေအလွန်အမတန်ပေါများလာပါတယ်လက်ဆိုတဲ့တတ္တဝါဟာဘယ်ချိန်ရက်ရက်ကိုယ့်ဘက်ပဲရက်လီရှိပါတယ်သူများဘက်ကိုလုံးဝရက်လီမရှိပါဘူးလူတချို့ရှိပါတယ်ဘဇက်ကတော့မေတ္တာတွေတဖွာဖွာရွတ်ဆုံနေပြီးရင်တဲကစေတနာကတော့ဒီလောက်ကလေးတောင်မရှိကြဘူးဘဇက်ကတော့ကိုချင်းစာစိတ် ကိုချင်းစာစိတ်နဲ့អော်နေကြဒါပေမဲ့ကိုကောင်းစားဖို့အတွက်ပဲကြည်သွားကြတာဘယ်သူသေးသေးငတိမာရင်ပြီးရောဆိုသလိုမျိုးပေါ့အဲ့တော့ဒီနိုင်ငံမှာလက်တွေအလွန်အမတန်ပေါ်များလာတော့ဝမ်းနေเสียတနေ့ထက်တနေ့ပိုကောင်းလာပါတယ်မခေါ်ကျင်တော့တဲ့သူတွေကိုလည်းကိုကအတင်းကြီး လိုက်မခေါ်ပါနဲ့မတော်ကျင်တော့တဲ့ဆွေမျိုးတွေကိုလည်းအတင်းကြီးဆွေမျိုးလိုက်မတော်ပါနဲ့မစွဲကျင်တော့တဲ့လက်တွေကိုလည်းအပင်ပန်းခံပြီးတော့တင်းကြီးကိုကလိုက်ပြီးဆွဲမထားပါနဲ့ကိုပဲပင်ပန်းပါလိမ့်မယ်ရန်ခါရန်ခါမှာဒီလူလေးဦးကိုထုသဖြင့်ရှောင်ရှားပါနံပါတ်1ကိုကိုတွေ့မှခေါ်သူ နံပါတ်1ကိုကိုတွေ့မှပရိယသူနံပါတ်3ကိုချမ်းသာမှမိတ်ဆွေလာဖွဲ့သူနံပါတ်4သူတို့ဒုက္ခရောက်မှကို့အနာကိုပြေးလာတဲ့သူဒီလူလေးဦးကိုအထူးသဖြင့်ရှောင်ပါ